တလိကားနဲ့ဆိုတော့တရတာနည်းနည်းတော့တတ်တတ်တာဖြစ်တယ်အာအပေါ်မှာဆိုမိုးပြန်ထားဒေလာနေပါပြီခင်ဗျာကျွန်တော်မီးရထားစီးမယ်မီးရထားစီးတာတော့ကျွန်တော်ပော့ဟိုယူထင်ပေါ့နော်ပြောမယ်โอเคကျွန်တော်ခြုံပလီကိုရောက်လာလိုက်ပါပြီဒါကတော့ပေါ့နော်ခြုံပလီမှာပေါ့နော် ဝဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဝီလီယာမှာเนาะ โอเคဒီနေ့ကျွန်တော်ကတော့ရောက်ရှိနေတာကတော့ဘယ်နေရာလဲဆိုရင်ဒါကတော့ထိုင်းနိုင်ငံမှာဆိုရင်အဲထိုင်းနိုင်ငံမှာဆိုရင်ပေါ့เนาะမော်ချစ်ပေါ့မချစ်တာစနငံခေချတူကြမှာဖြစ်ပါတယ်ခင်ဗျာเนาะ โอเคဒီနေ့ကတော့ကျွန်တော်အခုကပေါ့เนาะဒီကနေပြီးတော့ကျွန်တော်ချွန်ပူလီဆိုတဲ့နေရာကိုပြန်มาဖြစ်ပါတယ်အဲ့တော့ပြန်တဲ့ block ပေါ့เนาะအဲ့တော့ကျွန်တော်နဲ့အတူတူဒီ ိုင်းနိုင်ငံလက်ချတာကနေပေါ့နော်ဘယ်လိုမျိုးပြန်မလဲဘယ်လိုမျိုးယထားတွေကားတွေစီးမလဲဆိုတာကိုအတူတူအားလုံးနဲ့အတူတူပေါ့နော်ကျွန်တော်တို့တွေပါကြမယ်ကျွန်တော်နောက်က like ခဲ့ပါအောင်လို့အားလုံးဖိတ်ခေါ်ကြပါတယ်ခင်ဗျဟုတ်ကဲ့ပါအဲ့တော့ let's go okay ကျွန်တော်ကတော့ပြောမယ်ဆိုရင်ကျွန်တော်ရဲ့8လုံးပါတယ်ဂျုံလီပြန်မယ်ဟာပြောလို့ရှိရင်ကျွန်တော်ရဲ့ job 8 ပြောမှပါတဲ့ဟာတစ်ခုပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ဒူဒူအားလုံးလိုက်ခဲ့ပါအောင်ခင်ဗျာနော်ကျွန်တော်ကတော့အခုချုံမလီကိုပြန်ပါပေါ့နော်ချုံမလီကိုပြန်မဲ့ဟာမှာဆိုရင်ကျွန်တော်အနေနဲ့ကတော့အဓိကပေါ့နော်လိုအပ်တာကတော့ချုံမလီကိုသွားမဲ့ကားကိတ်ရှိတယ်ကားကိတ်ရနေတဲ့ဆင်ကျွန်တော်မိုးပြန်ရထားလဲစီးမယ်နော်မိုးပြန်ရထားစီးမယ်ကားစီးမယ်အဲ့လိုမျိုးပြီးသွားတော့မှာပဲနောက်ဆုံးကျွန်တော် ချွန်ဘူလီနယ်ပေါ့နော်ထိုင်းနိုင်ငံချွန်ဘူလီနယ်ရောက်တဲ့ခါမှာပဲကျွန်တော်ဆန်ငင်းနဲ့သွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်နဲ့အတူတူအားလုံးပဲလိုက်ခဲ့ကြအောင်ကျွန်တော်ကတော့ဒီနေ့မှာတော့အချိန်အနေနဲ့ကတော့ပေါ့နော်ထိုင်းနိုင်ငံမှာဆိုရင်ထိုင်းနိုင်ငံနဲ့ဆိုရင်တနအီဝင်းကျင်လောက်တော့ရှိပါပြီနော်တနအီဝင်းကျင်ရှိနေပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဆက်စားတော့စားပြီးသွားပါပြီနော်ဟုတ်ကဲ့ပါအဲ့တော့အားလုံးပဲပေါ့နော်လိုက်ခဲ့ကြအောင်အတူတူသွားကြမယ်နော်ကျွန်တော်လည်းပဲတယောက်တည်းပဲဆိုတော့ပြင်းတော့နော်ဒီဘလော့ကိုရိုက်တာဖြစ်ပါတယ်ဘလော့လိုမျိုးပေါ့နော်အားလုံးပဲထိုင်းနိုင်ငံရဲ့မြင်ကွင်းမြင်ကွင်းလေးတွေကိုလည်း အတူတူကြည့်ကြမယ်နော်โอเคတကယ်တော့မတ်ဆက်ထားရလဲပူတယ်ကျွန်တော်တော့ဒါဈေးထဲရလာဖြစ်တဲ့တကြောင်မလို့မတ်ကိုတက်ထားတာဖြစ်ပါတယ်ဟုတ်ပြန်တက်ရမယ်နော်အဲ့တော့ဈေးနေကုန်ဖြစ်ပါလေ ုတ်တွေလည်းဘုတ်တွေလည်းရောင်းတယ်နေ့လည်းပိုင်းလည်းဖြစ်တယ်ဆိုတော့ကျွန်တော်လည်းပြင်းပြင်းလေးနေပေါ့ပြင်းတယ်အခန်းကိုလည်းပြန်ရမှာဆိုတော့တယောက်တည်းပဲဆိုတော့အခန်းကိုကျွန်တော်ပြန်တာပေါ့နော်အခုကဆိုရင်နေ့လည်းပိုင်းတနားရီလောက်လည်းရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကအိမ်ကိုပေါ့နော်အခန်းကျွန်တော်နေတဲ့အခန်းလေးကိုပြန်တယ် ဒီမှာကတော့ကျွန်တော်လာလာခဲ့တာကတော့ကျွန်တော်ဒီဘန်ကောက်မှာပေါ့နော်ဒီကျွန်တော်တို့ဘန်ကောက်ထဲမှာကျွန်တော်ဘာကြောင့်လာလဲဆိုရင်တော့ကျွန်တော်ကအချက်လက်ပေါ့နော်စီးပွားရေးနဲ့ပတ်သက်တဲ့အချက်လက်တွေလာရောက်ပြီးတော့ယူတယ်ပြီးသွားလို့ရှိရင်လည်းပဲပေါ့နော်အဓိကအနေနဲ့ကတော့တင်ယူလေးလာတာပေါ့နော်ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့ဒီနေ့ကတော့ပြင်းတယ်ပြင်းတယ်ဆိုတာတယောက်တည်းပေါ့နော်တယောက်တည်းတယောက်တည်းပဲဆိုတော့ဘေးနားမှာတငယ်ချင်းလည်းမပါဘူးတယောက်တည်းပဲဆိုတော့ကျွန်တော် blog လိုမျိုးဗီဒီယိုတစ်ပုဒ်လည်းရိုက်ချင်စိတ်တဲ့ပေါ်လာတယ်ဆိုတော့အားလုံးပဲ ကျွန်တော်နဲ့အတူတူလိုက်ခဲ့အောင်ကျွန်တော်ကတော့အခုကတော့ ကူကကင်မရာကင်ထားတယ်ဆိုတော့လက်မှာကင်မရာကင်ပြီးတော့လမ်းလျှောက်နေတယ်ဆိုတော့လမ်းမပေါ်မှာလည်းလူကတော့အနှဲငယ်ပဲရှိတယ်။စကားကလည်းတယောက်တည်းပဲကင်မရာကိုကြည့်ပြီးပြောနေရတယ်ဆိုတော့အနှဲငယ်လောက်ကတော့ကိုယ်ယူကားရနိုင်တယ်ပေါ့။ဒါပေမဲ့လည်းပြောမယ်ဆိုရင် Jolly abbiamo... Cinema. မက်တက်ထားရတယ်ဒီမို့လမ်းပြနေတဲ့သူတွေလည်းတွေ့ရပါတယ်အဓိကအနေနဲ့ကတော့ဒါကတော့ပြောမယ်ဆိုရင် Okay เนาะအဓိကကတော့ကျွန်တော်ရောက်ရှိနေတာကတော့ပြောမယ်ဆိုရင်ထိုင်ဖနစ်ရုံနောက်ဖြစ်ပါတယ်ရုံနောက်မှာဆိုရင်လည်းပဲပေါ့နေရတော့အနေငယ်ပူတယ်ဒါပေမဲ့လည်းတထားကိတ်ကိုသွားရရတယ်တထားကိတ်တော့ရောက်တော့မယ် Okay เนาะမဆိုရင်ကားလမ်းပြီးမှဖြစ်ပါတယ်ခင်ဗျ ီကားလမ်းဆိုရင်အရင်တော့ဒီအပေါ်ကလမ်းတော့မရှိပါဘူးဒါပေမဲ့လည်းပြောမယ်ဆိုရင်ဒီအပေါ်ကလမ်းနေအစ်စ်လောက်လိုက်တော့အပေါ်ကလမ်းလဲသွားလို့ရတယ်အောက်ကလမ်းလဲသွားလို့ရတယ်ဆိုတော့ထိုင်းနိုင်ငံမှာကတော့ဒီလိုမျိုးကားလမ်းတွေကတော့အရန်များတယ်ကောင်းတယ်နောက်ကွာလို့ရှိရင်လည်းပေါ့မြန်မာနိုင်ငံရန်ကုန်လိုနေရာမျိုးမှာနေရှင်မယ်ဆိုရင်တော့နည်းနည်းလေးတော့လမ်းရှုပ်တာပေါ့နော်

ကျွန်တော်မိရထားစီးမယ်မိရထားစီးတာတော့ကျွန်တော်ပော့ဟိုယူထင်ပေါ့เนาะပြောမယ်ဆိုရင်ဒီမှာကျွန်တော်တို့နေတာကတော့ higher level block င်ကျွန်တော်တို့တထား normal temperature ကျွန်တော်တို့တွေအဲ့လိုမျိုးလောက်ရတာဖြစ်ပါတယ်ဒါမိုးပြန်ထား gate ကိုကျွန်တော်တို့တွေဒီလိုစီးရအောင်ဖြစ်ပါတယ်ဒီမှာဟမ်ဒီစီးပါပဲကြိုးဟိုးလည်းကောင်းတယ်ဒီဟာကြတော့ကျွန်တော်တို့တွေဒါခရီးသွားတွေအတွက်တကယ်ကိုသိတော့အောင်ပေါ့နော်မိုးပြန်ထားမှာဆိုရင်ဒါစီးသိပြီးထားတာဖြစ်ပါတယ်မတ်တရနဲ့ပြောင်းမယ် ်ဘာမိုးတဲ့ထားတွေကျွန်တော်တို့တွေ့ရတာပဲအာပေါ်မှာဆိုမိုးတဲ့ထားတွေလာနေပါပြီခင်ဗျာမိုးတဲ့ထားမှာဆိုရင်တော့ဒါပြောမယ်ဆိုရင်ဟိုဘက်ကိုလည်းရှိတယ်ဒီဘက်ကိုလည်းရှိတယ်ပေါ့နော်အဲ့လိုမျိုးဒါဆိုရင်ကျွန်တော်တို့ခေါင်းမိုးပေါ်မှာဖြစ်ပါတယ်မိုးပြန်ထားရဲ့ဟို gate အပေါ်ဆုံးထပ်မှာဖြစ်ပါတယ်ခင်ဗျာ ဒီနေ့ကတော့ကျွန်တော်တနာ yı ကြော်ကြော်ပေါ့เนาะတနာ yı ကြော်ကြော်ရှိပြီဟိုင်းနိုင်ငံနိုင်နေဆိုရင်တော့ကျွန်တော်ကတော့ဒါခရီးဆက်သွားမှာဖြစ်ပါတယ်ခရီးဆက်သွားမယ့်နေရာမှာအမတ်တရအနေနဲ့လည်းဖြစ်အောင်ပြောလို့ရှိရင်လည်းဘလော့လိုမျိုးပေါ့เนาะကျွန်တော်ဗီဒီယိုရိုက်ကူးတာဖြစ်ပါတယ်ဒီဗီဒီယိုเนาะကြည့်ရင်းနဲ့မိတ်ဆွေတို့လည်းခရီးတယောက်တည်းသွားတဲ့အခါဆိုရင်အားလုံးပဲเนาะပြောမယ်ဆိုရင်ကျွန်တော်လိုမျိုးဘလော့လေးကြီးလည်းရိုက်လို့ရတယ်เนาะကျွန်တော်ကတော့ဘလော့ဆိုတာတက်ကျွန်တော်သွားလာနေတဲ့ဟာကိုကျွန်တော် မှတ်တမ်းတင်တဲ့သဘောပေါ့เนาะကျွန်တော်ရိုက်တာဖြစ်ပါတယ်အားလုံးပဲเนาะကြည့်ရှုနေတဲ့သူတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါမိတ်ဆွေတို့လည်းဒီရောက်သေးခီးသွားရင်ဘယ်လိုမျိုးသွားကြလဲအားလုံးပဲပေါ့เนาะကျွန်တော်ပြောချင်တာကတော့ကောမလေးဒီမှာဝင်ကြီးသွားလို့ရပါတယ်လို့ကျွန်တော်အားလုံးကိုလည်းဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာဒီနေ့ကတော့ကျွန်တော်ကတော့เนาะစိတ်လွတ်လပ်လို့ပါပဲเนาะပြောမယ်စိတ်လွတ်လပ်လို့ကဆိုတာထက်သွားမယ်လာမယ်ပေါ့အဲ့လိုမျိုးပဲအဲ့တော့အဓိကကတော့ ဘယ်နေရာပဲတွတ်သွားပါတော့လူတယောက်မှာတော့တယောက်တည်းပဲရှိရှိနှစ်ယောက်တည်းပဲနှစ်ယောက်ပဲရှိရှိပေါ့เนาะကျွန်တော်တို့တွေအဲနေတက်ခဲ့မယ်ဆိုရင်တော့လောကကြီးမှာပျော်စရာတွေကြီးပါပဲเนาะကျွန်တော်ကတော့ဒီနေ့မှာပြောပြခြင်းနဲ့အခုကတော့ဒါထိုင်းနိုင်ငံမှာဆိုတော့နေရတော့အနေငယ်ပူတယ်ရာသီဥတုနေနေရတော့ပူပါတယ်ထိုင်းနိုင်ငံမှာကတော့ဒါစကားထဲမှာတော့ဒီကတော့နေတယ် တော့ရမ်းများတယ်ဒီနေ့အတိုင်းပါပဲဒါဆိုရင်စနတော့တော့ကျွန်တော်တယောက်တည်းပေါ့အခုဆိုရင်လူတွေအများကြီးဖြစ်သွားပြီတယောက်တည်းမဟုတ်ဘူးအစီပဲเนาะโอเคကျွန်တော်ချုံပလီကိုရောက်လာလိုက်ပါပြီဒါကတော့ပေါ့เนาะချုံပလီမှာပေါ့เนาะပြောမယ်ဆိုရင် line ကလိုင်းကနေဆင်းလာခဲ့မယ်ဆိုရင်တော့ဒါကျွန်တော်တို့ရဲ့ချုံပလီဒေတာပေါ့เนาะပြောမယ်ဆိုရင်ထိုင်းနိုင်ငံချုံပလီမှာ ောက်ရှိလို့လာခဲ့ပါပြီโอเคဒီနေရာကတော့ပြောမယ်ဆိုရင်ပေါ့နော်တကယ်ဟိုပြောမယ်ဆိုရင်တောင်နန်းတောင်နန်းတော့ဖြစ်တယ်တောင်တောင်6ပေါ့ပြောမယ်ဆိုရင်ပေါ့နော်ဒီသူကတွင်းတူးထားတာဒီရေကန်ကြီးอ่ะလေတားကြီးတာပဲအဲ့တော့ဒီရေကန်ထဲမှာငားတွေလည်းရှိတယ်ငားဖမ်းတဲ့သူတွေလည်းရှိတယ်เนาะဟုတ်ကဲ့ပါဒါကတော့ကျွန်တော်တို့ခြုံပူလီပေါ့နော်ပြောမယ်ဆိုရင်ကျွန်တော်လာတဲ့ခြုံပူလီမှာ ခဲ့ပါဦးเนาะကျွန်တော်ကတော့ဒီနေ့မှာဆိုရင်ဘန်ကောက်ကနေချုံပူလီကိုလာတာဖြစ်ပါတယ်ဘန်ကောက်ကနေချုံပူလီဆိုတော့အနေငယ်တော့တော့ခကြီးရတော့တွားရတာပေါ့เนาะဒါပေမဲ့လည်းအစီပါပဲเนาะပြောမယ်ဆိုရင်ပြောဖို့လည်းကောင်းပါတယ်ဟုတ်ကဲ့ပါအဲ့တော့ဒီကနေနေရတော့ပေါ့เนาะဒီမှာဆိုရင်ကတော့ဒါတောနေဒေတာလေးဖြစ်ပါတယ်โอเคပါအဲ့တော့ကျွန်တော်ရဲ့အခန်းကိုလိုက်ခဲ့ကြပါအောင်เนาะ โอเค โอเคကျွန်တော်ကတော့အခုကျွန်တော်နေတဲ့အခန်းကိုရောက်ရှိလာပါပြီခင်ဗျเนาะဒီနေ့မှာဆိုရင် ချွန်ပလီဆိုတော့ကျွန်တော်လာခဲ့တုန်းကကျွန်တော်ဆွမ်းနာတော့လာခဲ့တုန်းကဆိုရင်တော့တနာ ਈ ကြကြောပေါ့เนาะတနာ ਈ ကြကြောလောက်ရှိပြီအခုဆိုရင်တော့မြင်တဲ့အတိုင်းပါပဲအဲ9နာရီကြော်သွားပါပြီเนาะဟုတ်ကဲ့ပါဒီမှာစာဝိုင်းတောက်ဝိုင်းနေနဲ့တန်းတိုးတယ်ဆွဲကြီးဟာဟုတ်ကဲ့ เนาะကျွန်တော်နေတဲ့နေရာကိုရောက်ရှိလို့လာပါပြီဒီနေ့မှာဆိုရင်ကျွန်တော်သွားလိုက်တာဆိုရင်လည်းပဲပေါ့เนาะမနက်မနက်လောက်တည်းကကျွန်တော်သွားတယ်ကျွန်တော်နေတဲ့အခန်းကိုပေါ့เนาะโอเคအခုကတော့ရောက်ရှိလာပြီဆိုတော့အရန်ကိုလည်းเนาะအေးစေးပါပဲအခုမှပဲတတောင်းတတဖြစ်တယ်โอเคဒါတော့ပြောမယ်ဆိုရင်ကျွန်တော်ဆက်လာတော့ဟိုးဘက်မှာပေါ့เนาะခုနလောက်မှာရေကန်ကြီးပေါ့အဲ့ရေကန်ဟိုးဟိုးဘက်မှာရှိတာဖြစ်ပါတယ်เนาะဟိုးဘက်မှာကျွန်တော်ကတော့အခုကျွန်တော်နေတဲ့အဆောင်က သုံးထပ်เนาะသုံးထပ်ဖြစ်တဲ့တကြောင်လောက်အပေါ်မှာဖြစ်ပါတယ်အပေါ်မှာဖြစ်တဲ့တကြောင်လို့ဆိုရင်တော့ AC ပါပဲโอเคပါဒီနေ့ပေါ့เนาะကျွန်တော်ရဲ့ဒီဗီဒီယိုကြည့်ရှုပေးတဲ့အတွက်ကိုလည်းကျေးဇူးတင်ပါတယ်เนาะအားလုံးပဲတာယာပျော်ရွှင် ချမ်းမြေ့ကြပါစေကျွန်တော်ရဲ့ဗီဒီယိုပေါ့เนาะ like subscribe ျွန်တော်ရဲ့ YouTube channel ကိုလည်း like subscribe เนาะ video လည်း like subscribe နေပြီပါเนาะအားလုံးကိုလည်းကျေးဇူးတင်ပါတယ်လို့ပြောရင်းနဲ့ဒီနေ့ဒီ video ကတော့ဒီမှာတင်မယ်ဒီကုန်းချုပ်ခြင်းပါတယ်เนาะအားလုံးပဲနောက်ထပ် video မှာပြန်လည်တွေ့ကြမယ်အားလုံးပဲ bye bye